ပထမဆုံးအခြေဦးနဲ့တွေ့လို့လို့ပေါ့နော်တေးစီရပေါ့တော့မိမိချစ်တဲ့သားကြီးနောက်တွေ့တယ်မိမိချစ်တဲ့သားကြီးအဲ့ဆိုရင်လေကိုတွတ်ပထမဆုံး86ကထွက်တော့ပေါ့အဲ့တော့ဦးတွေ့နေရပြန်ဆိုတာတွေ့ပြီဆိုမှပေါက်တဲ့သဘောကိုတွတ်တော့လာတိတ်ဘူးမသိလိုက်ဘူးပေါ့တွေ့နေရတော့ဒီတိုင်းပဲလေသူပိုးအဆိုးလဲနှက်တယ်ကစားလဲကစားရတယ်ဆိုတော့ ူနဲ့တော့ပို့ပြီးတော့အဆင်ပြေပြီးတော့ပေါက်သွားတယ်ဘောပေါ့။တခါတော့ကျွန်တော်ကဘူဘူပေါက်သွားနေတာပေါ့လေ။အဲ့ဒါကတော့လူတိုင်းကြည့်ရတဲ့ရှင်ပေါ့။မင်းဟောရေတူတူရှိရေဘဘွားအစီလေးဆိုရင်လည်းပြောရဲဆိုအကုဆဲပြေးလိုက်ပါဗောသူကလည်းလူလူလွတ်လာပြေးလိုက်ပါတော့ကျွန်တော်ကတွန်းတဲ့လုတ်ဖြစ်ဒီမှာလုတ်ဖြစ်မှာဗောအဲ့တော့တစ်ချက်ကဒိုင်းလေးအောင်းနေပြီဗောအဲ့တော့ ဘူဘူပြီးလိုက်ပါဆိုဘူဘူကလည်းအဲ့ဒီစီတိုင်ကန်ဆက်ပြီးတော့တော်တော်လေးအဆင်ပြေသွားပြီးပေါက်သွားတော့ပေါ့နော်ဘာလျာတချီးရဲကိုဆဲပါဘူဘူရဲ့တခါရော့ကေရိုလို့မိမိချစ်တဲ့ဒါကြီးတို့အိမ်မက်ချစ်သူတို့ရေခဲ့တယ်ပါတကယ်ဆိုတဲ့ကွယ်မျိုး ินซุนคว้านายดูบอดีโลเตะပြီးတာကတော့90ကျော်80ပေါင်ကျော်လောက်ပဲရှိမှာတနေ့ကျွန်တော်လက်တခြားကတော့ပတ်တန်းတော့မလုပ်ပါဘူးခုတစ်ခါတနေ့တော့လှုပ်ထားကြည့်တာတော့90ကျော်တယ်အဲ90နဲ့80ကျော်လောက်ပဲရှိမှာတနေ့ခိုင်ထူးရေမကျင်နေဘူးဒီလား1981ပေါ့ရှိစက်တွေထွက်တာဆိုအခုဘာလောက်ရှိပြီအတစ်၄၀လောက်မိဘလောက်တော့ရှိပြီမကျင်နေဘူးတီလာတဲ့ပါအချက်တစ်ချင်း အဲ့ခိုင်းတွေ့တဲ့အချက်ချင်းအဲ့ကျွန်တော်ရဲ့ကြပြာကိုကုကြီးမောင်မောင်ကတန်ပြန်ရှာပြီးတော့လုံလိုက်တဲ့ခြင်းပေါ့အဲ့တော့လူတဲ့အပိုက်လေးပါနေတဲ့ပေါ့ပြန်ဖြစ်ရတယ်ကုကြီးနဲ့ကကျွန်တော်ညီမနဲ့သူ့မိန်းမနဲ့ခင်တယ်အဲ့လိုအဆက်တွေပြီးတော့ကျွန်တော်လည်းကုကြီးနဲ့ဒီနေ့တဲ့သဘောဖြစ်သွားပေါ့ဒီကြေပေါ်မောင်အချစ်ရင်မှာရေခဲတော့မှမမြင်လားဆက်ရေးပြီးတယ်အဲ့ဒါလည်းကြပြာကိုပဲပြန်လုပ်ပေးတာရေခဲတော့မောင်က ောင်းရှဲ့ရဲ့အသေးတလုံးမှာလဲမင်းဟန်တတ်ပြီးဆိုရလဲအဲ့ဒါလဲကြပြားလေးရတယ်ဆိုသူစာသားကြီးထက်ပါကြစာသားဆန်နေရှာပါကြဆိုအဲ့ဒါနဲ့သူကလဲတချစ်တဖို့ဖြစ်သွားပေါ့အဲ့တော့စတာတော့ကိုပဲတတ်တယ်စခဲ့တာပေါ့ဒါပဲနောက်ပိုက်ကြတော့တူးတူးတော်တို့ဘာညာရေးပြီးဘာညာနဲ့အဲ့လိုနဲ့ဒီကော်ပီလောကကိုတဖြည်းဖြည်းရောက်လာပေါ့အဲ့ဘိုးဘိုးတွေမှာဒီ ဒီပါပဲတချေပေါ့ women for two choose ဆိုတာစန့်ကျင်ပဲဆွဲရမြောက်စီပြန်ရေးထားတာအဲ့တချေဆိုရင်အဲ့အစအရေးကျင်ငယ်ကရေးထားတဲ့တချေစာသားတွေမပြောတော့ငါဒီတိုင်းပဲလူကျင်တယ်အရင်တော့တိုင်နေပဲပေါ့နော်အဲ့လိုမျိုးပဲလူကျင်တယ်ဒီတိုင်းပဲစုံမလားဆိုစုံမဲတယ်သူအဲ့ဒါနဲ့အဲ့တချေကအဲ့လိုအရေးကျင်တော့တချေကိုပြန်တုံးပြစ်တာအဲ့ဒါလေအပတ်တရားပေါ့လေတော့နောက်ကြအင်္ဂလိပ်တချေတွေပါဟိုဒီအထူးသဖြင့်မင်းမလားတချေတွေပေါ့မင်းမလားတချေတွေကြိုက်တော့ မူကြီးနေနားထောင်သူကလည်းပြန်ရေးချင်ပဲစိတ်ရှိတော့လိုက်ရေးကြည့်အဲ့လိုပေါ့အဲ့လိုနဲ့ဒီကော်ပီပြက်ကိုမသိမသာနဲ့စိတ်ရရင်တော့ပေါ့အဲ့လိုကတော့ရုပ်ရှင်မှာအလုပ်လုပ်သေးတယ်လေအဲ့မစိုးရိမ်မှာအလုပ်လုပ်တဲ့အချိန်ကာလပေါ့အလက်မရောင်းရုပ်ရှင်ကိုပေါက်ဆောင်ပေါ့တော့အဲ့လိုတက်မျိုးပေါ့တော့အရောင်းအသိကုန်တာပေါ့ ဲ့အလုတ်လုတ်ကြီးနဲ့ကြပြားတွေပါရေးတော့ကိုကြီးတက်တွေ့တော့ဒူဒူလေးပြောပြတော့ကြပြားရေးတယ်ပါတယ်ယူခဲ့သက်မှာပေါ့သူကြည့်ကြည့်တော့ဆိုတော့ကျွန်တော်ယူသွားတော့ကြပြားလေးတစ်ပုတ်အဲ့အချစ်တရှင်းပြင်းမဲ့ကြပြားပေါ့အဲ့ကြပြားလေးကိုကြည့်လိုက်တော့သူကတားတက်စမ်းကြည့်တော့ပထမဘတ်ဆာလုံးဝအဲ့စားသားတိုင်ဝင်သွားတာအဲ့ဝင်တော့ဟာဒါလုတ်လို့ရတယ်သူကြည့်ထားခဲ့ပါပေါ့တော့သူဆက်လုတ်ထားလိုက်ပဲဆိုတော့နောက်တစ်ခါသွားတော့သူကချင်းပြီးနေပြီအဲ့ဒါကိုသူက ကျွန်တော်ကတော့လည်းခိုင်တူးကြီးရေးပေးတဲ့အချိန်ဆိုတော့ကျွန်တော်ခိုင်တူးကြီးပို့ပေးပဲတဲ့အဲ့ဒါနဲ့အဲ့လိုရတယ်ပြီးတော့တချေးစရာပေါ်ရောက်တာနောက်ထွေးတဲ့မိမိချစ်တဲ့သားကြီးအဲ့ဆိုရင်လည်းကိုတွတ်ပထမဆုံး86ကထွက်တော့ပေါ့ကိုတွတ်ကိုတစ်ခွေလုံးကြီးပေးတာလေကွန်ပီတီရှင်းနေအဲ့မှာအုံယူနှစ်ပုတ်တော့ပါတယ်အဲ့ထဲမှာလည်းမိမိချစ်တဲ့သားကြီးကပါတယ်အဲ့တော့ထွေးနေရပြန်ဆိုတာ ဟုတ်တွေးပြီဆိုမှပေါက်တဲ့သဘောကိုတွတ်တော်လာတိတ်ပြီးမသိလိုက်ဘူးကိုတွတ်လဲသူ့ဟာတော့သူတော့နားထောင်လို့ကောင်းတယ်ဒဲတော့ပါတယ်ပေါ့လေရတတော့တမျိုးစီပေါ့ဒါပေမဲ့တွေးပြန်တော့သိတဲ့အတိုင်းပဲလေသူပိုးအဆိုးလဲနှက်တယ်ကစားလဲကစားတတ်တယ်ဆိုတော့သူနဲ့ကြတော့ပို့ပြီးတော့အဆင်ပြေပြီးတော့ပေါက်သွားတယ်ပေါ့တခါတော့ယူတော့ရှင်းပြပြောရင်မင်းကောင်ရဲ့မင်းကောင်တတိယစီပေါ့မင်းကောင်သိတယ်မလားရှေးရတော့ကောင်းစင်းလို့အဲ့တတိယစီလုတ်ပဲအချိန်မှာ ကျွန်တော်တွေ့ရပါလိဒီဖြစ်ကို I love rock and roll ဂျုံချက်စီချက်ကိုတွေ့တော့မင်းကောင်ဒါဆူမလားဆိုဆူမလေးတွေရေးရရတယ်လို့ရေးထားလိုက်မယ်လို့ရေးထားရေးထားပြီးပြီးသွားရင် ပြီးသွားပြီးတဲ့အချိန်မှာသူတက်တက်စီကြီးက तू အကြောင်းမျိုးကြောင့်လုတ်ဖြစ်ပေါ်တော်တော်ကြံ့ညာသွားကြံ့ညာသွားတော့အချိန်တည်းကလုတ်ဖြစ်မဲ့ပုံကိုပေါ်တော့ဒါနဲ့ဘူပေါ်သူရှင်းဆူမယ်ဆိုတော့ကိုမင်းကောင်ကြီးကတခါတော့ခင်ကိုလေးမေးပြန်မှာပေါ့ तू ဆူပြေအောင်မလားမဆူပြေလေကျွန်တော်ဆူကျင်တယ်ပေါ့ အဲ့နဲ့မင်းဟောင်ကြီးတို့တို့ရှိတယ်ဘူဘွား FC လေးဆိုရင်လည်းပြောရဆိုအကုဆဲပြေးလိုက်ပါဗောသူကလည်းလူလူလွတ်လာပြေးလိုက်ပါတော့ကျွန်တော်ကတွန်းတဲ့လုတ်ဖြစ်ကျမလုတ်ဖြစ်မှာဗောအဲ့တော့တစ်ချက်ကဒိုင်းလေးအောင်းနေပြီဗောအဲ့တော့ဘူဘူပြေးလိုက်ပါဆိုဘူဘွားလည်း FC တဲ့ကန်ဆက်ပြီးတော့တော်တော်လေးအဆင်ပြေသွားပြီးပေါက်သွားတော့ဗောကျွန်တော်သူကသူကအရင်ကတည်တယ်လေမင်းကောင်ကြီးလည်းအသွားလာရှိတယ်သူတို့ရှဲမှာသူတို့အတူတူဆိုနေတဲ့အချိန်ဆိုတော့အဲ့မှာမင်းကောင်ဒီစီလေး မင်းကချင်းလောက်လာတယ်ဒီတချင်းရေးနေတာဆိုလည်းသိရလေတက်တက်စီအခြေတရားကသူကမကောင်းတော့ဆိုလည်းသိတယ်အဲ့လိုအဲ့လိုအခြေတွေမျိုးမှာသူကပြန်ဆိုချင်တယ်ဆိုလို့ဆိုပါပေါ့ဟာလည်းပေးရင်မင်းကလည်းသူကလွတ်လာပြီးပါလားအဲ40လောက်လို့ပြောလို့ရ2000 2008ကဆို40သူ28ဆိုရင်ဟုတ်တယ်40ဒီပါဖြစ်သွားမှာ28ဆို40လောက်ရောက်တော့အဲ့ဒီကစားရင်ဘုံ2080နှစ်အပေါ်1980နှစ်အဲ့ဘယ်ကြောက်ပြောဟုတ်တာပေါ့နော် 53တက်လောက်ရှိသွားတယ်။မရခဲ့ဘူး။အဲ့တော့ကြဗျာပဲပဲပြုံမှုရတယ်။ကြဗျာနဲ့အဲ့လိုတချင်းနာတော့ stage show တွေလိုက်ကြည့်အဲ့လိုမျိုးဘူဘကတို့ပါလို့မန်လေးမန်ရပြေးပွဲတွေပေါ့။တွားကြည့်အဲ့လိုအဲ့လိုနဲ့အခြေကိုပြုံမှုရတဲ့အချိန်ပေါ့။တချင်းပဲလဲဝါသာလဲပါလို့ပေါ့လေ။အဲ့ဒါနဲ့ဒီပဲရေးပက်ပက်တွေရောက်တော့တာပေါ့။ပထမဆုံးအခြေဦးနဲ့တွေ့လို့ပေါ့။နော်တေးစီရပေါ့တော့ကျွန်တော်လဲတချင်းလဲရေးကျင်တဲ့စိတ်ရှိတယ်။ကြဗျာလေးလဲရေးကျင်တဲ့စိတ်ရှိတယ်။ကြဗျာရေးခဲ့တယ်ဆိုတော့ဒီ တချီးဘောကဆရာဘောကတော့ကျွန်တော်အတိတ်သုံဘောကတကယ်တော့ဒီတချီးမရေးပြခဲ့လဲတချီးနဲ့ပတ်သက်ဒီမှာဘောလေအဲ့လိုဒီရတတိယကတော့ရှိနေမယ်လို့ပဲထင်တယ်ဘာလို့ဆိုတော့နောက်ကျရေးပြတဲ့အကြောင်းကလည်းရှေ့ကဆရာတွေပေါ့နော်ပတိမောင်စိန်သူတို့ဥဒုခပင်လိုက်ဥပိုင်တို့ဘောလေဥဒုခပင်လိုက်တို့သူတို့ဟိုကိုစစ်ကြီးတို့ကိုတိပင်းတို့ဟိုရှေ့ဆရာတွေအားကြပြီးတော့တော့ကလိုက်ပြီးတော့ ရင်းရင်းနဲ့ရေးပစ်သွားတဲ့သူတွေရှိပါတယ်အခုဆိုရင်ဘောတောက် generation ဆိုတော်တော်များများမသိတော့ဘူးနော်သူ generation ကလည်းတော်တော်ဟာတော့တိတ်မသိတော့မသိပဲဒါပေမဲ့အဲ့လိုတချင်းဆရာဘောမသိရဲနဲ့တာမန်ဘောကဒီရလည်းစိတ်လွတ်လပ်တာတစ်ခုရှိရပါလေနော်ပဲသွားတော့တိတ်တိတ်အာရုံစိတ်မခံရဘူးဆိုတာလည်းဒီစိတ်လွတ်လပ်မှုတစ်ခုပါပဲအဲ့ဒါလည်းကြိုက်ပါလေအဲ့ဘောပါဦးလေအဲ့တော့ကိုချင်းကို တချင်းအနေနဲ့ပြန်ကြားလိုက်ရတာမျိုးကအရသာတစ်ခုကြီးအဲ့ဒါကတော့ဘာတည်းမှမလဲနိုင်ဘူးเนาะတချင်းတမှုပြီးသွားတဲ့အရသာပြောရလဲဒါကိုကတော့ဒါလုတ်လိုက်တယ်လုတ်တိုင်လိုက်တယ်ဆိုတာပြီးတော့တားကုန်ယူစာကောင်းတဲ့ကိစ္စမျိုးလေเนาะနောက်ကြအမှုပြည်ဖန်ရီးရဆိုတော့တကယ်တမ်းကျတော့တိတ်တော့လွယ်တဲ့ကိစ္စတော့မဟုတ်ဘူးပေါ့လေเนาะကိုလည်းဘာသာကြီးလို့လို့စားဟာဟိုကလိလဒီကလိလတတိုးတဲ့တချင်းဆရာဖြစ်လာတာပေါ့အတက်က80 80ပြည့်80တိတယ်ပါအမှုပြည်ကတော့မကုန်ဘူး ကျမကြီးကောင်းအောင်လည်းကိုအကိုစူးစမ်းပြီးဒီတယ်အဲ့တော့ဒီကျမကြီးကောင်းပါလေဒီအမှုပြအလုပ်ကိုရရှိသွားလို့ကျွန်တော်ရပါလေခုစ data ဘိန်းနေပြန်လာတာပေါ့ဘိန်းနေပြန်လာနေတဲ့ဒါအခုလည်းဒါ interview ဖြစ်တဲ့တော့အခုကိုပဲတန်းတော့စူးစမ်းပြီးပြန်လုပ်နေတယ်ပေါ့နော်တချင်ရေးမှုပြန်စူးစမ်းနေပါလေဒါဒီအတွက်ရဲ့နေခွေးရတဲ့လက်ချက်အခြေလေးတော့ပကြီးဆွဲလိုက်တချင်လိုက်ဒါလေးတော့လုပ်နေမယ်လို့စိတ်ကူးနေတယ်ပဲဒါဘဝကိုဒီကုန်းမိုင်းသွားဖို့စိတ်ကူးတာပါ